18ရာစုနောက်ပိုင်းပါရီမြို့ဟာအချင်းမြို့တော့မဟုတ်ခဲ့ပါဘူး။အဲ့ဒီအချိန်ကတေဂျင်းတရားရဲ့အနှံ့ဆိုးကြီးလွှမ်းမိုးနေတဲ့မြို့ချင်းမြို့ထိခဲ့ပါတယ်။အဓိကတရားခံကတော့ less innocent တင်းချိုင်ပါ။နှစ်ပေါင်းများစွာအလောင်းတီထပ်ပုံထားလို့လို့မြေပြင်ဟာဆယ်ပေလော့မြင့်တက်လာခဲ့ပါတယ်။ထောင်ခုများ80ခုနှစ်မှာတော့တီးမခံနိုင်စရာဖြစ်လာခဲ့ပါတယ်။မိုးတီးတန့်စွာရွာသွန်းပြီးနောက်တင်းချိုင်နေရာပြိုကျပြီး အလောင်းတွေဟာဘေးအိမ်တွေလျံကျလာခဲ့ပါတယ်။ကျမ်းမာရေးအန်ဒီယာကြောင့်ဘယင်ကအမိန့်ထုတ်ခဲ့ရပါတယ်။မြို့အောက်ကရှေးအောင်ထုံးကြောက်ချင်းဟောင်းတွေကိုအသုံးပြုဖို့အဖြေရှာပြုခဲ့ပါတယ်။အဲ့ဒါနဲ့အယိုးတွေကိုရွှေပြောင်းတဲ့လုပ်ငန်းရှင်စတင်ပါတော့တယ်။ဗီဒူတွေမထိတ်လန့်အောင်လို့ညဘက်မှာပဲလဲရနေတိတ်တဆိတ်တည်ဆောင်ခဲ့ကြတာပါ။ခွန်ကြီးတွေကမီးတို့တွေကင်ဆောင်ပြီး ဝိညာဉ်တွေအတွက်စုတောင်းတန်တွေနဲ့အတူအယိုးတွေကို မြင်းအောက်ဒင်းတွေထဲပြေးချခဲ့ကြပါတယ်။အစပိုင်းမှာတော့အယိုးတွေကိုဒီတိုင်းပုံထားခဲ့တာပါ။ဒါပေမဲ့1830ခုနှစ်မှာ Hurricat D2 ကဒီနေရာကိုအမှုပညာလက်ရာတစ်ခုအဖြစ်ပြောင်းလဲခဲ့ပါတယ်။သူကအယိုးတွေကိုနေရန်တွေအဖြစ်စီစီရီရီတိဆောက်ပြီးတေချင်းတရားနဲ့ပတ်သက်တဲ့ကြပြာစာသားတွေကိုလည်းရေးထိုးခဲ့ပါတယ်။ဒီလိုစီစဉ်လိုက်တာဟာ မြေအောက်ဥမင်လေးကိုပို့ခိုင်ခန့်စေတယ်လို့လာရောက်လေပတ်သူတွေကလည်းတံတွေကညှဆက်ပေးပါတယ်။ကျမ်းမာရေးပြည်တနာကိုဖြည့်ရှင်းရကနေစတင်ခဲ့တဲ့ဒီနေရာဟာယခုအခါမှာတော့ကမ္ဘာအကြီးဆုံးအထူးခြားဆုံးမြေအောက်ကူတင်းချိုင်ကြီးဖြစ်လာတယ်